မ်မြစ်ပေါ်မှာရှိတဲ့ဘန်းဘုတ်တရာဖြစ်ပါတယ်ဒီတော့ကတော့ဒီဟမ်မြစ်မှာအစီသုံးနေရပေါ့ဗျာလူတွေလာရောပန်းဖြည့်တဲ့နေရပေါ့ညဘက်မှာဆိုလဲဒီရောင်းလုံး speed boat တွေကိုငှားပြီးတော့မြစ်ထဲမှာစကေးပြလို့ရပါတယ်ပြီးတော့ဒီတော့ရဲ့ထူးခြားချက်ကဒါသားကနေရောင်းသုံးတက်တန့်ရေပန်းကြီးလွတ်ပါတယ်အခုစတင်ပါပြီတရက်ကို၄ချိန်လွတ်တယ်လို့သိရပါတယ်နိုင်ဝဲတစ်ခါပေါ့နိုင်ဝဲပြီးရင်တစ်ခါနားပါတယ် ။တက်တက်ရောက်ဆုံးရေပန်းအရန်ကိုလှတယ်ဗျာ။စပီဘုတ်တွေကလည်းဒီရေပန်းတွေကြားမှာမီးရောက်ဆုံးအောင်မှာစကေးပြတယ်ပေါ့။လောက်ကြီးရှိတဲ့သူတွေအပန်းဖြေသူတွေအတော်များတဲ့နေရာဖြစ်ပါတယ်။လူရတဲ့အများကြီးဗျာဒီဟန်မြက်တစ်ချောက်မှာဒီနေရာကလူအစီဆုံးနေရာပါတပုံရကြတဲ့သူနဲ့ဖူရရကြတဲ့သူနဲ့ဒီရေပန်းကြီးကိုနောက်ွက်ထားပြီးတော့ တပ်ဖို့ရရင်အရန်ကိုလှတဲ့နေရာတစ်ခုဖြစ်ပါတယ်နောက်ထပ်ပုံမှန်မြင်ရတဲ့နေရာကတော့စူးတော်ဝါပဲဖြစ်ပါတယ် ဒါတော့အပေါ် view ကနေအပေါ်စီးကနေမြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ဟိုကရ 怎么这么红？对，别让他。他没动，他没动，赶紧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 。 ရေပိုင်းလည်းရက်သွားပြီဖြစ်တော့ကျွန်တော်လည်းပြန်มาတော့မယ်ဗျာအားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်